အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာ audio ဘော entertainment channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကနေဒင်းတင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးကတော့စာရေးစရာအကဇော်ရေးသားထားတဲ့ဖြစ်ရမြန် paralog ဇာတ်လမ်းကောင်းလေးဖြစ်တဲ့ ဈေးရောင်းကောင်းသည့်ဆိုင်ဆိုတဲ့ဇလန်းကောင်းလေးကိုစာဆုံးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးတွေမလိုအပ်သေးဘူးဆိုရင်လှုပ်ပေးကြကြဖို့လဲတောင်းဆိုပါရစေခင်ဗျာဘာကြောင့်မဲတော့မသိဘူးအခုတော့ဒီကောင်လေးဈေးရောင်းရင်ဈေးရောင်းကောင်းချက်ပဲမောင်တို့ဓမင်းစားနေချိန်တွင်ဆိုင်တွင်ထိုင်ရနေတဲ့ဈေးရောင်းနေသည့်အမေကသူ့ဘေးနားမှာဈေးတဲ့တူးနဲ့စကားပြောနေသည်ဟော မောင်ထုကြားလိုက်ရတယ်။မောင်ထုတို့ကဈေးထဲတွင် ကုန်ကြက်ဆိုင်ကလေးရောင်းတယ်။ဆွေမျိုးများရှိသည်အထက်အညာဘက်မှပယ်နှံငရုတ်ကျက်သောအစရှိသည့်များကိုတဲယူပြီးတော့ဈေးထဲတွင် ရောင်းချကြတယ်။သူတို့ဈေးရဈေးဟုသာခေါ်တော့လေပြန်ကြဈေး။ယာယီဈေးလေးသာဖြစ်သည့်အတွက်ဈေးယုံကြီးများမရှိပေ။ဝှက်ထနေသည့်ညက်ပတ်သောချောင်းနေပေးတွင်ဈေးတယ်များမှာတသားဒိုစာများနဲ့ဆိုင်ကန်းကလေးများထိုးကား ရောင်းချကြသည်ဈေးကလေးဖြစ်တယ်ဈေးကလေးဟုဆိုတော်လဲအနာရှိရက်ွက်သုံးခုမှာအားထားနေရသည်ဈေးဖြစ်သောကြောင့်အတန်ငယ်စီကားလိုက်မောင်ထုကအသက်ဇလေးနဲ့ရှိပြီမောင်ထုမှာအဖေမရှိတော့အမေနဲ့ညီမသာရှိတော့တယ်မောင်ထုရဲ့အမေမှာဒေါ်မြဖြစ်တယ်ယခုလိုຫນွေเจ้าမရေမျိုးဆိုရင် မောင်ထုကမိခင်ဖြစ်သူနဲ့အတူ ဈေးကူရောက်ပြီလေရှိတယ်။ယနေ့တွင်လဲထုံးစံအတိုင်းမနက်ခင်းအစောရေးတဲ့ရဈေးသူတော့ကဆိုင်မွေးနဲ့နဲ့ဈေးရောင်ပေးထားတယ်။အမေဖြစ်သူကမောင်ထုဈေးရောင်နေတယ်မို့လို့ဘုံမန်လိုမနက်စောစောဆိုင်မခင်းတော့ပဲနဲ့မနက်9နာရီလောက်မှသာချစ်ပြုတ်ပြီးတော့ဈေးသူလာတတ်တယ်။မောင်ထုကအားကိုရသည့်ဖြင့်ယုံကြည်ရသောကြောင့်သူ့အမေကမောင်ထုအားစိတ်ချယုံကြည်ထားတယ်။မနက်9နာရီထို့တော့အမေက ဆွဲခြင်းတောင်းလေးဆွဲပြီးတော့ထီအောင်လေးတလက်ဆောင်းကဈေးသူရောက်လာတဲ့ဖြင့်ထိုတော့မှမောင်ထုမနဲ့စားဆားရတော့တယ်စားလေတိုင်ဓမင်းစားပြီးရင်လက်ဖေးတောင်းမလားလက်ဖေးဆိုဒီမှာမောင်ထုတို့အဖို့တော့အထူးတိတန်တောက်เสียရဖြစ်တယ်နေတိုင်းမတောက်နိုင်ဘူးတခါတလေမှသာအမေရဝဲတိုက်လေရှိတယ်အခုလဲလက်ဖေးတောက်ရတာသုံးရက်ဆက်တိုင်ဖြစ်နေမို့လို့အမေကိုအားနာမိတယ်ရပါတယ်ဟင်မင်း ပတ်စံนี่ကုန်နေပါဦးမယ်ဗျာတောက်ရှင်တော့တောက်ဘောသားရဲ့အခုတလောဈေးရောက်တဈေးရောက်တာဈေးရောက်ကောင်းလို့အမေကဝဲတိုက်တာနော်အမေပြောမှသတိထားမိတယ်ရခင်ကမောင်ထူးလို့ဆိုင်မှာတာမန်ဖောက်တယ်လောက်တာရှိတော့လေယခုတော့ဖောက်တဲ့အသက်တွေပါလာဝယ်နေကြသည်ကိုသတိထားမိတယ်ဈေးထဲတွင်ကုန်ကြောက်ဆိုင်တွေမိုးလိုပေါက်နေတော့လေယခုတော့မောင်ထူးတို့ဆိုင်ကိုတော်တော်များများလာဝယ်ကြသည်ကိုမောင်ထူးတယောက်သတိထားမိတယ်ထမင်းစားတော့ပြီးတဲ့အခါတော်များ ကဲသားနားကျင်နားတော့လေအမေဆိုင်ဆက်ကြည့်တာမရပါရဲ့အမေရဲ့တားမှာအလုံးမှမရှိရပဲဟိုးညနေပိုင်းကျမှမောင်ခိုင်တို့နဲ့ဘလုံးကံကိုချိန်တာအေးဒါဆိုလဲအမေကုံသွားယူလိုက်ဦးမင်းနော်အခုတလောဈေးရောင်းကောင်းနေတော့ဆိုင်မှာရှိတဲ့ကုံတွေပြတ်တော့မယ်မို့လားဒေါ်မြအထီးကလေးဆောင်ကပြန်ထွက်သွားတယ်ဘော်တို့တယောက်ကတော့ဆိုင်တွင်ဆက်ထိုင်နေပြစ်တယ်9နိုင်10နိုင်ကျော်တိကဈေးရလူခွဲလိပြီ ဈေးဝယ်သူလည်းနေပါသွားတယ်။နွေရာသည်ဖြစ်သည်မို့လို့နေမြက်နေပူသည့်အခါဈေးလာသူတိတ်မရှိတော့။သို့သောဈေးကွဲသည့်တိုင်ဈေးလာသူတယောက်နှစ်ယောက်ကမောက်ထုဆိုင်တွင်တစ်ခုမဟုတ်တစ်ခုတော့ဝင်ဝင်နေကြစေဖြစ်ဟာ။အခြားဈေးတွေများမှာဆိုင်ကမ်းများတိတ်သူကတိတ်တရေတမောအိတ်တီသူကအိတ်နေကြတော့လေ။မောက်ထုကတော့ဈေးရောင်းနေရလိမ့်။ဝယ်သူနှစ်ယောက်ထွက်သွားပြီးသည့်နောက်ဆိုင်ရှိသူမိငယ်ရောက်လာတယ်။ မိငယ်မှာမောင်ထူးနဲ့တဒန်းနဲ့အတူတက်နေသည်တငယ်ချင်းဖြစ်သည့်အပြင်လေးဆိုင်ကျော်တွင်မိငယ်တို့၏အထယ်ဆိုင်ရှိသည်ဖြင့်နေလေလူပားလျင်တငယ်ချင်းမောင်ထူးတန်းတို့လာလေရှိသည်မိငယ်ရောက်သည်နှင့်မောင်ထူးကဆိုင်ပေါ်တက်ခိုင်းလိုက်ပြီးတော့အတူတူထိုင်ပြေးကြတယ်အရင်ရောက်နေပါလားမောင်ထူးရဲ့နင်တို့သားမိမကြခင်တထေးဖြစ်တော့မယ်နဲ့ထင်ပါနေရာလေမနောက်ပါနဲ့ဟာငါတို့ကုံကြောက်ရောင်းတာတခါမြန့်မှာ ငါဗျာဆယ်ပြားလောက်မြင့်တာနေတို့လိုအဝက်ထည်ရောင်းရအဲရောင်းရပြီးတော့တစ်ချက်နှစ်ချက်မြတ်တာမဟုတ်ဘူးဟာမောင်တို့စကားကြတော့မိငယ်ကပြုံးနေမိတယ်ဒါနဲ့ငါ့အမေကမေးခိုင်းလိုက်တယ်နေတို့ဈေးရောင်းကောင်းနေတာ၃ရက်၃လရက်လောက်ရှိပြီတဲ့အခုလိုလာကြရဲ့ကြီးမာတော့ပဲဈေးရောင်းကောင်းနေပုံထောက်ရင်တော့အဆောင်တို့ရေရတော့တခုခုတော့ရှိမယ်တဲ့ဟာမောင်ထုတေချာစဉ်းစားပြီးတော့ခေါင်းခါလိုက်တယ်အဲ့ဒီလူတော့မရှိပါဘူးခါ ဈေးရလဲခုတစ်ပတ်လောက်မှာအရင်ရောင်းကောင်းနေတာဟာဆိုင်မှာရှိတဲ့ကုန်တွေတော့ပြတ်တော်မင်းဟာကဲပါထားပါတော့ရှိတဲ့ပြန်ငါမွေးနေရှိတယ်နော်နေပါပေးမှာလဲဟာမွေးနေရှင်ရဘာကြွေးမှာလဲဆိုတာကြည့်ရမှာပါတို့နှစ်ယောက်ပြောရှင်းစွာယူမောလိုက်ကြတယ်အမှန်တော့မိငယ်ပေါ်မောင်ထူးကတငယ်ချင်းတက်ပူသည်တယောစင်များဖြစ်ပေါ်နေခဲ့သည်ဘို့မိငယ်သိဖို့မရသေးအခုလဲမိငယ်မွေးနေအတွက် ိုင်ငံသားဖြစ်နိုင်ငံနေတောင်းလေးတခုလက်ဆောင်ပေးမည်ဟုဆုံးဖြတ်ထားတယ်။မိငယ်ကမိကဲမပြင်းတော့လေစိုင်းထိုင်လျင်တနခါလိမ့်ပြီးတော့နိုင်ငံနေစိုးတဲ့တဲ့ဖြစ်မောင်သူကမိငယ်ကြိုက်သည့်နိုင်ငံနေကိုသာဝယ်ပြီးတော်မည်ဟုဆုံးဖြတ်ထားတယ်။သို့တော်နိုင်ငံနေဈေးကလည်းမသေးလားအလကုံရောင်းနေဆိုင်တွင်ဈေးမေးကြည့်ရတရောင်းကိုလေးချက်ခွဲဖြစ်တယ်။ဝင်းငါတပွဲတမက်ခက်တွင်လေးချက်ခွဲဆိုသည့်ငွေရမောင်သူအဖို့တော်အတော်များသည့်ငွေကြေးဖြစ်ပြီ။ မိငယ်ပြန်သွားသည်ကမောင်ထူးကစိုင်းခေါင်တနည်းအမိုးရရင်စီစိန်ဆက်ကူနဲ့ထုတ်ပိုးထားသည့်ဆက်ကူကောက်ကလေးကိုလှမ်းနိုင်ကြည့်လိုက်တယ်။အထဲတော့အမိန်မသိအောင်ခိုးဝဲဆူဆောင်းသားသည့်အကျွေးစီလေးများရှိတယ်။ထိုအကျွေးစီလေးများကိုရေတွက်ကြည့်ရာသုံးချက်နီးပါးရှိနေဖြစ်တယ်။ရေတွက်ပြီးတော့အကျွေးစီလေးများကိုပြန်ဖွက်ထားလိုက်တယ်။မြည်သူမမြင်တော့လေမဟုတ်တာလောက်ရသေးတယ်မောင်ထူးရင်နေတဲ့ခုံနေမိတယ်။အင်းရှိတယ်ပဲဆိုရင်တော့လေးချက်ခွဲပြေးလောက်မယ်ရှင်လေး။ ။ထိုးစဉ်ဆိုင်ရှိတွင်အကိုကြီးတယောက်ရောက်လာတယ်။ညီလေးထုံးစံအတိုင်းဈေးဘောလေးလေးပေးပါကွာ။ထိုးအကိုကြီးကသူတို့ဆိုင်နေဈေးဝယ်နေဒီမှာတပတ်လောက်ရှိပြီဖြစ်တယ်မို့လို့မောင်ထုနဲ့မြမန်းတမ်းမြင်ဖြစ်တယ်။ထိုးလူကမောင်ထုတို့ဒေတာတွင်ထိုးလူကမောင်ထုတို့ဒေတာထွက်ဒစိမ့်မပါသည်လက်ပြစေးဘောလေးကိုကြိုက်နေတဲ့သူဖြစ်တဲ့ပြင်စေးဘောလေးလာဝယ်နေသူဖြစ်တယ်အတလိတ်ငါးပြတမဟုတ်ပြီကွာ ။မောင်ထုလည်းစလိမ်မြောက်ကိုဒီပင်ခွင်းဖြင့်စီးနောင်ပြီးတော့လှမ်းပြီးလေ။ဒါနဲ့အကူကတခြားစလိမ်မတော်ဘူးညက်။ဘာဖြစ်လို့ဒီစိမ့်ပါတဲ့ဒီစလိမ်ကြိုက်တာလဲ။နာမည်ကြီးတဲ့နှင်းစီလို့ကြားပြန်လို့တောက်ပေါ်ဗျ။မလူငါကြီးရဒီစလိမ်ကချိုးလဲချိုးတယ်ပြင်းလဲပြင်းနေ။တခြားစလိမ်တို့ရနာမည်ကြီးပြီမဲ့ပေါ်တော်တော်နဲ့အကူတော့မကြိုက်ပါဘူးကွာ။ဘို့တော့ပြောပြီးနောက်မောင်ထုကိုတမက်စီလေးတစ်စီပေးခဲ့ရ။မောင်ထုလည်းထိုတမက်စီလေးဟာ အမေကိုမပြဘဲနဲ့ယူထားမိဟုဆုံးဖြတ်ပြီးတော့ထုံးစံတိုင်းဆိုင်ခံမိုးပေါ်တွင်ဖွဲ့ထားလိုက်တော့တယ်ဒိုနေရအမေပြန်ရောက်လာပြီးကုံတွေထပ်ပြစ်တယ်ရက်နေဆောင်တော့မောင်ထုတယောက်တငယ်ချင်းများနဲ့ဝလုံးသွားကန်ပြစ်တယ်၅နာရီခွဲပြီးတဲ့အချိန်မှဈေးကိုပြန်ပြေးလာခဲ့တယ်ရက်နေဈေးရပြီးဆုံးပြီဖြစ်သဖြင့်ဈေးတွင်လူနေသွားပြီဈေးတဲ့အချို့သာဆိုင်တွေကိုတိတ်နေရမောင်ထုလည်းမိခင်ကိုကိုရင်ဆိုင်တိတ်နေမိတယ်အမေပြန်ပြန်တော့လေ တားဆိုင်သိမ့်ပြီးတော့အမိုက်တွေပြင်းနေတယ်နောက်ကလိုက်ခဲ့မယ်အမေဖြစ်သူကဆွဲချင်းကလေးဆွဲပြီးတော့ဈေးရံနေပြန်သွားတယ်မောင်တို့မှဆိုင်ခင်းထားသည့်ပဲညာအာလူမြငရုတ်သေးမြောက်ကိုဂုံဒီအိမ်များအတွင်ပြန်ထည့်ကသိမ့်စီပြီးတော့ဆိုင်တွင်းသူထည့်ကဆိုင်တကားကိုတော့ခတ်၍ပိတ်နေလိုက်တယ်ဒိုးစင်ဆိုင်ရှိတွင်ယောက်ျားတစ်ယောက်လာရက်နေသည်ကိုတွေ့လိုက်ရတယ်ထိုယောက်ျားအတန်ပြုတ်လိုက်သူကိုမောင်ထိုးကဆန်တကားပိတ်နေလှဲ့မကြည့်ပဲနဲ့ဆိုင်ပေးပြီဗျာ ထိုသူပြောလိုက်ပြီးနောက်ထိုသူအလှည့်ကြည့်တဲ့အခါတွင်ဘာမှမတွေ့ရတော့မော်ထုမှထူးဆန်းသွားသဖြင့်စိုင်းပြင်းသို့ခေါင်းထွက်ကြည့်လိုက်ရဈေးလန်းချင်းကလေးတွင်လေလူတူဦးတယောက်မှရှိမနေအမှန်ဆိုထိုလူကိုဈေးလန်းတွင်တော့တွေ့ရမည်ဖြစ်တော့လေကလန်းလန်းမှစိုင်သိမ့်လာသည့်ဈေးတဲ့ချို့သာတွေ့ရပြီးတော့သူတို့အနားနဲ့တော့လူမတွေ့ရဘာပဲစိတ်ချင်နေရထိုသူတွေးလိုက်တော့လေမောင်ထုလဲကြောချမ်းလာသဖြင့်စိုင်းကုန်မြင်မြန်တိုင်းက လူရှိနေပြီဖြစ်တော့ဈေးထဲမှာပြေးထွက်လာခဲ့တယ်။ဝီယာဒီမို့လို့နေဝင်နောက်ကြတော့လေဈေးထဲမှာတော့ဆိုင်ကဲမြကြီးအရေးကြောင်မောင်မိုက်နေဖြစ်တယ်။မောင်တို့လည်းဆိုင်ကဲမြကိုဖျက်ရှောက်လိုင်းနေတယ်။သူ့အနောက်မှာချောင်းဟန်တန်ကိုပြပြသက်သက်ကြားလိုက်ရတယ်။ဖျက်ခနဲ့လက်ကြည့်လိုက်တဲ့အခါအချိန်တွင်တော့မိသူမှရှိမနေပြီ။မောင်တို့တယောက်ခေါင်းနှပန်းများကြည်လာမောင်မိုက်နေသည့်ဆိုင်ကဲမြအရာအမြန်ပြေးလိုက်ဈေးပြင်သို့ပြေးထွက်လာခဲ့တယ်။ဈေးထိပ်ရှိ ဈေးဆောင်ဦးတန်ခဲနဲ့ပဲဝင်တိုင်မိလေတော့တယ်။ဟာမောင်ထုရပါပြည့်တာလေကွာ။ဟိုဟိုဟိုလေမောင်ထုကမှပြောတယ်ပဲနဲ့ဆက်လျှောက်လာခဲ့တော့တယ်။ဦးတန်ခဲမှာဈေးဆောင်ဖြစ်တယ်။ယာယီဈေးပင်ဖြစ်တော့လဲဈေးအတွင်းအထယ်ဆိုင်များကုန်စုံဆိုင်များရှိလေဟာဈေးဆောင်များကိုခန့်အပ်တာဝန်ပေးထားတယ်။သူတို့မြောက်ဘက်ဈေးပေါက်တွင်ဈေးဆောင်အဖြစ်ကိုတန်ခဲကတာဝန်ယူလေတယ်။ကိုတန်ခဲတို့အဲဈေးဆောင်များအတွက် ဈေးတယ်များဈေးလူကြီးတန်းလစဉ်ပေးသွင်းကအခါပေးစောင်းကြက်ခိုင်းခြင်းဖြစ်ပါတယ်မောင်ထိုးဤဈေးအပြင်တို့ အပြေးတစ်ပိုင်းနဲ့မောင်ထိုးဟာဈေးအပြင်တို့အပြေးတစ်ပိုင်းထွက်သွားသည်ကိုကြည်နန်းနဲ့ကိုတန်ခဲ့တဲ့ရောက်ပြုံးနေမိတယ်လူငယ်တွေတဘာဝပြေးလွှတ်တတ်သည်ကိုတွေးမိပြီးတော့ပြုံးလိုက်ခြင်းဖြစ်တယ်မောင်ထိုးနဲ့လဲခင်မင်နေတဲ့အတွက်ကြောင့်မောင်ထိုးကအပြည့်မစိုးတော့ဘူးဈေးဘဝရင်လုံကြုံရမြတ်တွင်သက်သားဖြင့်တိဆောက်ထားသည့်ကင်းတဲ့ကလေးရှိရာကိုတန်ခဲ့ကထိုကင်းတဲ့ကလေးပေါ်တွင်ထိုင်နေတဲ့ စာအုပ်တော်ကိုဖတ်နေမိတယ်။ညနေ6:00နာရီကျော်လာပြီဖြစ်သည်ဖြင့်သေးသေးများအလုံးပြန်သွားကြပြီဖြစ်ရာကိုတန်ကလေးစာအုပ်ကိုဖေးချကကင်းထဲမှထလာခဲ့တယ်။လက်ထဲတွင်လည်း3000တော့လက်နေတံမီကိုယူ၍ဈေးထဲဝင်ခဲ့တယ်။ဈေးတကားကိုသေးချသွားပိတ်လိုက်ပြီးတော့ဈေးကိုပတ်ကြည့်ရန်ထွက်လာခဲ့တယ်။သူဈေးတွင်ဈေးဆောင်3ယောက်ရှိပြီးအရှိပဲအပေါက်တွင် ကိုမဲလုံးအနောက်ဘက်အပေါက်တွင်တော့ကိုထင်ပေါ်နဲ့ မြဖွဲ့အပေါက်တွင်တော့ကိုတန်ခဲရတာဝန်ယူထားတယ်တို့သုံးယောက်မှာဈေးကြီးထွက်ပေါက်တစ်ခုစီတိုင်းတွင်တညာလုံးစောင့်ကြိုက်ကြရတယ်ကိုတန်ခဲတာဝန်ကဈေးသူဈေးသားများပြန်သွားတဲ့အခါတွင်ဈေးဆိုင်များကိုပတ်ကြည့်ရင်းနဲ့ဈေးဆိုင်တကားများသေချာပိတ်မပိတ်နဲ့ဈေးအတွင်းသဟိုးသဝယ်များဝင်ရောက်မှုရှိမရှိကိုလိုက်လံစစ်ဆေးရခြင်းဖြစ်တယ်လက်တစ်ဖက်တွင်ဓာမင်းနဲ့လက်တစ်ဖက်တွင်တော့သားတို့တို့ချောင်းကိုကရင်နဲ့ဆိုင်ကဲများကြားရှိ ကျင်းမြောင်းသည့်ဈေးလန်းကလေးများတိုင်းလိုက်လံကြည့်ရှုစစ်ဆေးနေရတယ်။ဈေးတွင်တော့ဆိုင်ကတချို့မှထုံးထားသည့်မိသည်မိအောင်များရှိတော်လဲ။ဆိုင်ကအများစုမှမင်းမရှိသောကြောင့်မောင်မိုက်နေလေတယ်။ကိုတန်ငယ်လမ်းလျှောက်လာရင်းနဲ့မောင်ထူးတို့ဆိုင်ကအနားရောက်တွင်လူတွေရောက်ဈေးဆိုင်ခုံပေါ်တွင်ငုတ်တုတ်ထိုင်နေသည်ကိုတွေ့လိုက်ရတော့။ဓမ္မီဖြင့်လှန်ထိုးလိုက်ရ။ရှမ်းကြီးအကွက်စိန်နဲ့ဝဆိုးတူတူဝက်စင်ထားသည်သူဖြစ်နေတယ်။ဟေးဘယ်လိုလဲ။ ကိုလန်ငယ်အတန်ပေးလိုက်နှင်းတော့လက်ထဲမှာတုတ်ကိုအသိမ့်ပြင်တာကထိုနေရာသို့ပြေးသွားလိုက်ကိုတန်ငယ်ပြေးလာသည်ကိုမြင်တော့ထိုလူကလည်းမတ်တပ်ထိုက်ရပြီးတော့ဇိုင်ကန်းနှစ်ခုကြားသို့ပြေးဝင်သွားလိမ့်ကိုတန်ငယ်လည်းအမြန်လိုက်ပြီးတော့ဇိုင်ကန်းနှစ်ခုကြားသို့ဓမီပြင်ထိုးကြည့်လိုက်ဟာထိုလူကိုမတွေ့ရတော့ဖြင့်လက်ပြေသွားတယ်ဟာရောက်သွားလိမ့်ဟာဇိုင်ကန်းနှစ်ခုကြားမှာနေရာချင်းချင်းကလေးသာရှိပြီးလူကြီးတစ်ယောက်ဝင်ရမှာစိုးထားနဲ့ကလေးတစ်ယောက်ဝေးဆောင်တော့ဝင်လင်းအောင်မဆက်နိုင်ဘူးကိုတန်ငယ်ထူးဆန်းသွားပြီးတော့ ဆိုင်အောင်ရှင်များနဲ့ဆိုင်ဘက်ဝင်းကျင်ဟိုပါလက်ပတ်ကြည့်ရှုရထိုးလူကြီးအေးအောင်ပဲမတွေ့ရထိုးတော့ထိုးနေပြီဒီလူပဲရောက်သွားတယ်မိနစ်20ခန့်ထိုးနေရတွင်ရှားဖွေပြီးတော့ကိုတန်ကလေးလက်ချော်လိုက်ရတယ်သူကတရေစစီကိုယုံလဲမယုံကြောက်လဲမကြောက်တဲ့သူမလို့ထိုးလူကိုလူတွေရဟုသာထင်းနေသို့တော်ကိုတန်ကလေးစိတ်ထဲတွင်အကြံတစ်ခုရသွားတယ်ယခုနေရာမှထွက်သွားပြီးမကြခင်တက်တက်ကလေးပြန်လာကြည့်မြို့ဆုံးပြတ်လိုက်တယ် တို့ကြောင့်ဘာမှမဖြစ်သလိုနဲ့မောင်ထူးတို့ဆိုင်ရှိမှဆက်လက်ထွက်ခွာခဲ့တယ်။ဈေးလေကောင်တွေဈေးယုံရှိတယ်။တို့နေ့တွင်တော့အရှိပဲအပေါက်တွင်တာဝန်ကြသည့်ကိုမဲလုံးနဲ့ဆုံးကြတယ်။ကိုမဲလုံးကလည်းကိုတန်ခဲနေတို့ဈေးအတွင်းလှည့်ပတ်ကြည့်ရှုနေခြင်းဖြစ်တယ်။ကိုမဲလုံးကအမြင့်တိုင်းအရက်ပူပူအသားမဲမဲခန္ဓာကိုယ်ကဝေါ်ဝါဖိမ့်မိုက်နေမလို့သူ့ကိုကိုမဲလုံးဟုသာခေါ်ရတယ်။ကိုမဲလုံးတွေ့ရတာတော့ပဲဗျာ။ကျုပ်ခိုးမှာခုနကလူတစ်ယောက်တွေ့တယ်လို့ဗျာ။ ုပ်လိုက်ရှာတော့အဲ့လူကဆိုင်ခန်းရှာတဲ့ဝင်ပြေးပြီးပျော်သွားတာဗျာဟာဟဲ့ရအဲ့ဒါသခိုးပဲထင်နေကွငါအထင်ဆိုင်ခန်းတစ်ခုကလည်းဝင်ပုတ်နေရပြန်ပါအစိုးကမဲလုံးကျုံးနေလိုက်ခဲ့ကျုပ်တို့လူဖမ်းမယ်ဗျာသူတို့နေရောထိုးနေရတော့ထွက်လာခဲ့ကြတယ်ကိုတန်ခဲရလဲတကြတော့လူချောင်းကင်ထားသလိုကိုမဲလုံးကလည်းတတောင်ကန့်ရှိသည်တန်ပိုင်လုံးအကင်ထားကြတယ်ဆိုင်ခန်းအနာရောက်တွင်တော့ဓာမီပိတ်လိုက်ကြပြီးတော့အမောင်နဲ့တပြေးပြေးရှောက်လာခဲ့ကြတယ် ကွယ်လုံးဟိုဟိုမောင်မမောင်တို့ဆိုင်ကုန်းပေါ်တွင်စောင်းကြောင်ထိုင်နေသည့်လူတစ်ယောက်မသိမကွယ်လှမ်းမြင်ရသည်နှင့်ကိုတန်ခဲရကိုမဲလုံးကိုညှို့ညွန်ပြလိုက်လျာကိုမဲလုံးလည်းစိုက်ကြည့်နေအေးွာဒီလူဘာလဲတော့မသိလက်တော်မလွန်စင်းနဲ့တန်ခဲကြီးကျလုံးလုံးအာတပတ်ကနေပတ်သွားပြီးတော့ဟိုဘက်ထိပ်ကပိတ်ပန်းမင်းကဒီဘက်ထိပ်ကပိတ်ပန်းဒီကြားမှာလမ်းကြားမရှိဘူးတော့ဒီလူပြင်းနေမှာမဟုတ်ပါဘူးကွာမကြငေကိုမဲလုံးက တစ်ဖက်ဈေးလမ်းကြမှာပတ်သွားတာဈေးတစ်ဖက်ထိတ်တူရောင်းသွားတယ်ကိုတန်ကဲကိုအချက်ပြသည့်အနေနဲ့ဓမ္မီကိုပိတ်လိုက်ဖွင့်လိုက်ရုပ်ရလိုက်တယ်ထိုးကကိုတန်ကဲကလေထိုးလူဓမ္မီပြန်ထိုးကျင်တယ်အဲ့လူမပြေးနဲ့ထိုးတော့အော်ကထိုးလူထန်တော့ပြေးသွားလိုက်တယ်ဆိုင်ငန်းပေါ်ထိုင်နေတဲ့သူကလည်းကြောက်လန့်ပြီးတော့ဈေးလမ်းတိုင်းဆင်းပြေးဟာကိုမဲလုံးကလည်းတစ်ဖက်မှပြေးလာပြီးတော့ထိုးလူအပိတ်ဖမ်းတော့တယ်ထိုးလူကကိုမဲလုံးနဲ့အလွန်နီးကလာသည်မို့လို့ လက်နှစ်ဖက်ဖြင့်ထိုလူကိုအတင်ဖမ်းရှုပ်လိုက်တော်လေကိုမဲလုံးလက်ထဲမှမြည်သည့်အရာမှပေါင်လာပဲအလွန်အေးစက်သည့်လေတစ်ခုကသူ့ကိုဖြတ်တိုက်သွားသလိုခံစားလိုက်ရတယ်ကိုမဲလုံးလည်းအံ့ဩသွားပြီးအနောက်သို့လှည့်ကြည့်ရာထိုလူမှာဈေးလန်းအတိုင်းဆက်ပြေးသွားပြီးအမောင်တို့ရဲ့အတွင်ဝင်ရောက်ကောက်ပြောက်ဝယ်လို့သွားပါလေတော့လေကိုတန်ငယ်ရောကိုမဲလုံးရောနှစ်ယောက်သားဘာမှမပြောနိုင်ကြတော့ဇော်ကြွေးတွေပြန်နေပြီးတော့ထိုလူထွက်ပြေးသားတဲ့အနောက်ကိုလိုက်ကြည့်နေမိတယ် ။တန်ခိမင်းမင်းတွေ့လေလားကွာ။တွေ့တယ်။ဒီလူကကိုမဲလုံးကိုဖျက်ပြီးသွားတော့ဓာမီးအောင်လည်းမြင်လိုက်ရတယ်ကွာ။အဆိုရင်တော့ဒါလူမဖြစ်နိုင်ဘူးလေ။သေရတယ်ကွာလူမဖြစ်နိုင်ဘူး။အရေးမယုံသေးကိုတန်ခိရောတရေမကြောက်တဲ့ဒီကိုမဲလုံးမှာလန့်သွားပြီးတော့တကူလုံးကြသိမ့်တွေထလာတယ်။ဘိုးစင်းသူတို့နောက်ဝင်မှာအတန်ကြီးတန်ဟူကြားလာရလေဟီ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  ဟေးဟေးအော်ဟေးညီညူတန်ကြီးကိုကြားလိုက်ရသဖြင့်သူတို့နှစ်ယောက်ဂျိုင်းတို့လှဲ့ကြည့်လိုက်ရမောင်ထူးတို့ဆိုင်ခဝုံးမှနေ၍လူတွေယောက်ကဇောက်ထိုးကြီးတွဲလောင်းခုန်နေသည်ကို တွေ့လဲရတယ်ကိုတန်ကလက်ထဲကဓာမီဖြင့်အမတ်မထင်ထိုးကြည့်လိုက်ရသူတို့ကိုကြည့်၍သွားပြေပြနေသည်လူတွေယောက်ကိုတွေ့လဲရတော့တယ်ထိုသူမှာကိုနက်ကသူတို့လိုက်ခဲ့သည် လူပင်ဖြစ်နေဟေးဟေး အဲညီတန်လိုလိုညီတန်လိုကြီးပေးပြီးတော့အော်ဟဲ့နေလေဟာဒူတန်ကြီးကိုကြားရသည်ကိုတန်ခဲနဲ့ကိုမဲလုံးတို့နှစ်ယောက်အယောင်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတော့နှစ်ဦးသားမှတိုင်းမင်းပဲခြေကုံသုတ်ပြေးကြပါလေတော့တယ်တောင်းရင်ချင်းလူရသည်ဖြစ်သောကြောင့်အလွန်ပူအိုက်လွန်းလာသည်ဖြင့်မောင်တို့တယောက်အင်းရှိခန်းရှိခေါင်းရင်ပရင်ပေါက်ကိုဖွင့်အိတ်တယ်ထိုးစင်းမောင်တို့မောင်တို့ထားအောင်ဟာ ်ခေါင်းရင်းမှာဟောတန်ကြားတဲ့ပြင်လှဲကြည့်လိုက်အောင်ပရင်းပေါက်အပြင်တွင်လူတွေရောက်ရန့်နေတယ်အိမ်မုံစုံမွားနဲ့ထားလိုက်သည့်မောင်ထုမှာထိုလူအမြင်ဒီအခါလန့်သွားတယ်ထိုလူကြီးမျက်နှာကိုမမြင်ရဘဲနဲ့ရူကိုလုံးဝင်းဝဲယူတာမြင်နေရတယ်မောင်ထုတို့အိမ်မှာတထက်အိမ်ဦးဆိုတော့လေအတော်အတန်မြင့်တဲ့ပြင်လူတွေရောက်ထိုပရင်းပေါက်ကိုတိုက်ရမှာတိတ်မဖြစ်နိုင်ဘူးခခင်ဗျာဟိုတူလေမင်းယူထားတဲ့ပတ်စံငါပြန်ပြီးပါ မောင်ထူးမှာထူးဆန်းသွားတယ်။ဘာကြီးလာပြောနေဘာပန်းတယ်လေ။အဲ့ဒီပန်းတယ်ကိုမြို့ပြင်ကတုတ်တမ်းမှာလာပြန်ထားပြီပါ။မဟုတ်ရင်မြို့ကကိုထိုးတပြင်းမယ်။ဘိုလ်လူကြီးကထိုးသွပြောပြီးတော့သူ့ပစက်ကြီးကိုဖျဲလိုက်ရ။ပစက်အတွင်းမှာအစွဲတပွေးပွေးကိုမြင်တွေ့လိုက်ရတယ်မလို့။မောင်ထူးတိကျအောင်လန့်ပြီးတော့အော်ဟဲလိုက်ပြီ။မောင်ထူးကြီးအော်လန့်ကြားလိုက်ရသည်ခါတော်မြအခန်းထဲကနေပြေးထွက်လာတယ်။ညီမလေးရအခန်းထဲတွင်အမေနဲ့အတူအိတ်နေတော့လေ။ကလေးမလို့မောင်ထူးအော်တန်ကြောင့်မလို့။တာ ။ဘာဖြစ်တာလဲ။မောင်တို့တော့ကောလုံးချေးတွေကျွဲစုံနေတယ်။အမေကိုတွေ့တော့လဲပြေးပယ်ထားမိတယ်။အချိန်နဲ့ငယ်ကြတော့မှအမေကိုဖြစ်ချောင်းကုံစင်ပြော့ပြလိုက်သည်ကအမေကပြည့်ရည်တိုက်တယ်။ဘောင်းရင်တကောက်လည်းပိတ်လိုက်ကြတော့တယ်။ဒါမှန်မှန်ပြောတော့ဒါဘာသူပဲဆန်ကိုယူထားလဲ။အဲ့တော့တားမသိဘူးအမေ။ तू ဘာပြောမှန်းလဲတားနာမလို့။အားမနိုင်တာဘူးဆိုတာအမေသိတယ်။အမန်တော့နေလေကလေးကဆိုင်မှာထူးခြားနေကြတာဟုတ်လားမေး ဘလို့ထူးလာလဲဒုံနေညနေပိုင်းမှာဒေါ်မြတစ်ယောက် စိုက်ကားဖြင့်ကုံတွေတိတ်လာခဲ့တယ်စိုက်ကားသမားကကုံတွေကိုတိတ်ကစိုင်ပေါ်တင်ပြီးနေတယ်သားဖြစ်သူမောင်တို့ကမကြခင်တွင်တငယ်ချင်းများနဲ့ဝလုံးကန်ရထွက်သွားပြီဖြစ်တယ်ညနေပိုင်းဈေးကိုဒေါ်မြတစ်ယောက်ဆယ်ယောက်နေပြီးတယ်ညနေပိုင်းနေလဲဈေးကအယောင်းတွက်နေရဒေါ်မြမှာဈေးဝယ်များကြတယ်မအားလန့်နိုင်ဖြစ်နေလဖေးကြီးကြိုက်သည့်ဒေါ်မြမှာလူပွားချိန်နဲ့စိုင်းကုံပေါ်တင်ထားသည့်လဖေးတို့ခောက်ကိုကောက်တိုက်ပြန်လှုပ်လိုက်စီနှာခေါင်းတွင် ညီစိုးစိုးအနိုင်ကြီးကဝင်လာပြီညာကြာဘာနိုင်နေမြူအလေးပဲဝင်ရင်ကိုရက်တောင်ဖြင့်ခတ်ထုတ်လိုက်တော့လေထိုအနံ့မှာရာမြဲအတိုင်းရနေတော်မြအပုတ်နံမှန်တော့သိတယ်သို့တော်သေးကြစင်းအပုတ်နံကိုသေးချအနံ့ခံကြည့်တော့ကြွက်သေးဖို့ခွေးသေးကောင်မဟုတ်အနံ့မဟုတ်ဖွဲနဲ့လူသေးကောင်အပုတ်နံကြီးဖြစ်နေလို့လေတော်မြတို့ရွာတွင်လူသေးလေရွာပြင်နဲ့အလောင်းစင်နဲ့ဓာလေရှိရာလူသေးပုတ်နံမှာအာသုဘပူတိုင်းရနေကြဖြစ်သဖြင့်ထိုအနံ့မှန်တန်းပြီးတော့သိလိုက်တယ် ။လဖေးရေခွက်ကိုတောက်ရံအတွက်နှခမ်းသားသို့တိတ်လိုက်သည်ခါလဖေးရေခွက်အောက်ခြေတွင်လူလယ်ညိုးကြီးတစ်ခုကိုတွေ့လိုက်ရသည်ဖြင့်ဒေါ်မြလန့်သွားခါလဖေးရေခွက်ကိုလှော့ချလိုက်တွင်အောင်မလီကွဲသွားသည့်လဖေးရေခွက်ကိုတေချာကြည့်လိုက်တော့လူလယ်ညိုးတွေ့ဖို့နေနေသွားရင်ကောင်းတကောင်းပဲမတို့ရချင်းဒေါ်မြကြောတွေချမ်းတက်လာတယ်ထိုးကြောင့်ဘုရားသားတွေစက်ရောရင်တည်းသေးစက်ရောက်နေမိတယ်ထိုးနောက်ပိုင်းတော့ဘာမှဆက်မဖြစ်တော့ညနေပိုင်းတွင်တားဖြတ်သူကဈေးဆိုင်လာသိမ့်တော့ တားပြက်သူကိုစိတ်ဖို့သွားမိတယ်။သို့တော်မောင်ထုမှာမကြောက်တတ်သေးရတဲ့ကြောင်းသူ့ကိုချောက်လန်သောတရေမှာထွက်သွားပြီဟုထင်နေသေးရတဲ့ကြောင်းမလို့အိမ်ကိုပြန်လာခဲ့မိတယ်။အမေပြက်သူပြောပြသည်မရောနားထောင်နေတဲ့မောင်ထုအံ့ဩနေမိတယ်။ဒါဆိုအမေကိုလည်းပြောပြအောင်မေး။ညနေကစိုင်သိန်းတော့ကျွန်တော်လူတယောက်တွေ့တယ်။သူကစိုင်သိန်းပြီကျွန်တော်နောက်ကိုလိုက်လာသေးတယ်။ဘာတွေဖြစ်နေမှမသိပါဘူးတားရဲ့။တားဖះစာရုပ်ပြီးအေးမနေ့ပြန်ကြတော့အမေတို့ဆိုင်ရဲ့အခြေအနေကိုတစ်ချက်သွားကြည့်ရအောင်။ အကြီးတော်မြတ်ကြီးဈေးကိုလာခဲ့ပါဦးမနေ့6နာရီပဲမထိုးသေးဘူးမော်တုတငယ်ချင်းမိငယ်ကစပိန်ကလေးနဲ့တို့တို့အိမ်တို့လာခေါ်သပြင်ဈေးသွားရန်ပြင်ဆင်နေတော့ဒေါ်မြတ်နဲ့မောင်ထုတို့ဈေးကိုပြေးလာခဲ့ရတယ်တို့ဆိုင်ကအရောက်တွေဆိုင်ကန်းကိုဈေးလူကြီးများနဲ့အခြားဈေးရောက်သူများဈေးလာဝယ်သူများဝိုင်းကြည့်နေကြတယ်ဘာဘာဖြစ်လို့လဲဒေါ်မြတ်ကလူအုပ်ရတဲ့ပြည်ဝင်သွားပြီးတော့ဈေးလူကြီးကိုမေးလိုက်တယ်တို့ကဈေးလူကြီးကဘာမှမပြောဘဲနဲ့ဆိုင်ကန်းကိုလက်ညှိုးထိုးပြလိုက်ဈေးဆိုင်ကန်းကပိတ်လျက်သာဖြစ်နေ ။သို့တော်ဈေးဆိုင်ကအတွင်းမှာအတန်တွေထွက်နေတယ်။ဒုံဝုံဆိုတဲ့အတန်လေးလူများလုံထွေတပ်ပုတ်တန်ဆိုလို့ပြေးလွာခုံပေါက်နေသည့်အတန်လုံးလို့ဖြစ်နေတယ်။ဒေါ်မြလည်းအံ့ဩနေမိတယ်။မောင်ထူးကမဝင်မရဲနဲ့ဆိုင်ပေါ်တက်သွားခါဆိုင်ကန်းတစ်ကောက်ကိုတော့ဖွင့်လိုက်တယ်။ထို့နောက်အများမြင်စရန်အတွက်ဆိုင်ကန်းတစ်ခုလုံးဖွင့်လိုက်သည့်အခါအထက်တွင်မြေသူမှမရှိဘူး။ရဲကြည့်နေသူများအလုံးအံ့ဩသွားကြတယ်။ဘာမှမရှိဘဲနဲ့ဘာသာနေထွက်နေရလဲ။ဟာဒီမှာကြီးကြတာမဟုတ် ူတယောက်ညွန်ပြတော့မှအားလုံးပြေးကြည့်လိုက်မိတယ်။ဘိုးကတရောင်ကန့်ရှိမိ။လူခြေရာကြီးတခုတွေးလိုက်ရတယ်။ခြေရာကြီးမှာဝက်ပေနေသည့်ခြေရာမဲမဲကြီးဖြစ်ရာဈေးတွင်တို့ထိုတဲ့ရင်ဟာပြန့်နှံ့သွားလိမ့်တယ်။ဘုံမြအမရတို့ကဈေးရောင်ကောင်းအောင်ဆိုပြီးတော့အဲရဲမွေးတယ်လို့ပြောနေရပြီ။ဒါတကယ်လား။ဈေးရောင်တွင်တော်မြောက်ဈေးလူကြီးကမေးတော့တယ်။မဟုတ်ပါဘူးရှင်။ကျမတို့လည်းမသိရပါဘူး။ညာဈေးဆောင်တန်ခဲနဲ့မဲလုံးတို့လည်း အများဆိုင်ရာတရေချက်ခွန်ရပြီးတော့အခုဖျားနေတယ်ဒီကိစ္စခင်ဗျဖြေရှင်းပါတို့သားမိဘာမှ မရှင်းပြတဲ့တော့ဘီဈေးတယ်ဒီအကုန်လုံးကလေသူတို့ကိုကြည့်ကတယောက်တစ်ပါးဝိုင်းပြောနေကြတယ်မိငယ်မှလည်းမောင်ထုကိုဒူးစံတဲ့အကြည့်ဖြင့်ကြည့်နေလေထိုးစင်းမောင်ထုတို့ဘေးဆိုင်မှာကိုယ်နဲ့ပတ်သက်သည့်ပျက်စီးရောင်းသည့်ဥဝါကြီးကစကားဝင်ပြောလေကျွန်တော်တခုထင်မိကြရှိတယ်ဒီအားလုံးအကြည့်ရလဲဥဝါကြီးထံသို့ရောက်သွားတယ် မောင်ထူးတို့ဆိုင်ကိုဈေးလာဝယ်တဲ့အထဲမှာမြို့ပြင်တုတ်တန်ကဘာခဲဆိုတဲ့လူငယ်တယောက်လဲလာဝယ်တော့ကြုတ်တတိထားမိတယ်အဲ့ဒီဘာခဲဆိုတဲ့လူငယ်ဟာတုတ်တန်နားမှာနေတယ်ဒါရေးကိစ္စတွေမှာဝင်ကူပေးတယ်ဟိုတလောကကြုတ်တော်ဆုံးတော့မြေမြုပ်ဖို့လုံရင်သူနဲ့တည်တော့တာပဲဈေးလူကြီးကခေါင်းခါတယ်အဲ့ဒါနဲ့ဘာဆိုင်လဲကျွန်တော်အထင်ဘာခက်ကလူသေးပါဇက်ထက်ကကရိုးကံငွေတမက်ကိုနှိုက်ပြီး တောင်းနေတယ်ထင်ပါတယ်ဒီတော့သူတို့ဆိုင်ရာဈေးဝယ်တဲ့အခါအဲ့ဒီတမတ်စီကိုတုံးကြေပုံရတယ်ထို့တော့မှမောင်ထုသတိရတော့တယ်သူ့စီအမြဲဆဲဘောလိုက်လာဝင်နေသည့်အကိုကြီးကိုသတိရမိတယ်တိုက်တိုက်ဆိုင်ဆိုင်ထိုအကိုကြီးကလည်းသူတို့ဆိုင်ရာဆဲဘောလိုက်ကိုအမြဲတမတ်ဖို့ဝယ်ပြီးတော့တမတ်စီအဟောင်းလေးတွေပေးတယ်ကိုသတိရသွားတယ်မောင်ထုလည်းသူရောင်းရသည့်အကြောင်းသူရောင်းရသည့်တမတ်စီမြောင်ကိုပြန်မအမ်းမနဲ့ဆိုင်ကောင်မိုးတွင်ထိုးထားသည့်အကြောင်းနဲ့ ။ညာကအိမ်မက်မက်သည့်အကြောင်းများကိုရှင်းလင်းပြောပြလိုက်။ဈေးလူကြီးမှလက်မခံနိုင်တော့လေ။ဈေးသည်များအားလုံးကမောင်ထူးပြောတာကိုယုံနေရတယ်။ကဲဒါဖြင့်နေ့လေအထိစောင့်မယ်။ဘာခက်ဈေးလာဝယ်လို့သူ့ကိုမေးတဲ့အခါအားလုံးသိရမှာပါ။နေ့လေရောက်တဲ့အခါထုံးစံအတိုင်းဘာခက်ရောက်လာ။ဘာခက်ကိုဈေးလူကြီးနဲ့ဈေးသားများဝိုင်းမေရသည့်အခါတွင်တော့ဘာခက်ကလည်းဝင်ခံတယ်အမှန်တော့လူဒီပါဇက်ထဲကပတ်စံပြီဗျာသုံးလိုက်တော့ဘာဖြစ်လဲ ကျုပ်တို့သူ့ဘရာသားတွေအတွက်တော့လူသေးမစံထက်ရပတ်စံ300ရတယ်လူသေးအဝက်စားကောင်းဆိုတာကျုပ်တို့ယူွက်တယ်လူသေးအတွက်ထမင်းတို့ကိုကျုပ်တို့ဖြေးစားတယ်ဘာမှမဖြစ်ပါဘူးအားလုံးအေးစီပဲအေးဘောမင်းတို့ကအေးစီဆိုပေမဲ့ငါတို့ကမအေးစီဘူးလေကွာကဲမောင်သူမင်းသိမ့်ထားတဲ့ပတ်စံတွေသူ့ပြန်ပေးလိုက်ဘာခက်မင်းဒီအခြေစွေတွေကိုပြန်ယူရတော့ကွာမောင်သူကလည်းစံကောင်းဖို့မှာစီစဉ်ဇက်ကုံနဲ့ထုတ်ပို့ထားတဲ့အကျွေးစီမြောင်းပြန်ပေးလိုက်တော့လေ ဘာကလေးထိုကျွေးစင်းများယူကပြန်သွားလေးတယ်ထိုတော့မှကိုဝါကြီးကအားလုံးကိုရှင်းပြတယ်မတာကရောကဆိုရင်မကြွမလော့သေးတဲ့လူတရားယောက်ကသူ့ကရောကကိုဆွဲနေတာဖြစ်ပါလိမ့်မယ်အခုတော့ကိစ္စရှင်းလင်းသွားပြီမလို့တော်မရတော့သားမီးကိုအပြစ်မတင်ကြပါနဲ့သူတို့လေသိသိနဲ့လုတ်ခဲ့ရမှာမဟုတ်တာဒါနဲ့နေပေါ့မတာကရောကနဲ့ဈေးရောက်ကောင်းတယ်နေဘာဆိုင်ကြီးဈေးတဲ့တူကဝင်ကျွေးလိုက်တယ်ဟာနေလို့မကြဘူးလားဟာမတာတမတ် စီးပွားတဲဆိုတာလေမသားပါဇက်တဲကတမက်စီဟာဈေးရောက်ကောင်းနေလောင်ကစားတွေဘာတွေအကျိုးပေးတယ်လေအကျိုးဖဲသမားတွေဆိုရင်တမက်စီသွားခိုးပြီးတော့စောင်းထားကြတယ်လေတို့တော့မှအာလုံးစိတ်လေးသွားတယ်မောင်တို့တို့ဈေးဆိုင်ဆိုင်ဈေးရောက်ကောင်းရောက်ခြင်းမလဲဘာခက်လာဝဲသည်တမက်စီများကိုမောင်တို့ကတိန်ထားတော့ကြောင့်ဖြစ်မိခြင်းနေတို့တမက်စီများကြောင့်ဈေးအလွန်ရောက်ကောင်းနေခြင်းဖြစ်နိုင်နေတို့တို့တမက်စီကိုစိတ်ဆွဲနေသည်တရေတကောင်ပါလာတော့ခါတို့တို့အာလုံးဒုက္ခရောက်ရတယ်မောင်တို့အနေနဲ့ ဈေးရောက်မကောင်းရင်နေပါထို့သောအချောက်လက်မျိုးကိုထပ်ပြီးတော့မခံချင်တော့ပဲမကြခင်မောင်ထုတို့ဆိုင်အယောင်းဝယ်ချင်နေလဲပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့မောင်ထုလဲမိငယ်မွေးနေ့အတွက်နှခမ်းနေတဲ့ကြောင့်လေးကျက်ခွဲပြင်ဝယ်ပြီးဖြစ်တယ်ပတ်စံများသည်အမေမသိအောင်ခိုးထားသည့်ပတ်စံများမဟုတ်ပါတို့မေရတုတ်အားထုတ်ပေးသည့်ပတ်စံများဖြစ်ပါတော့ရင်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဇာရေးစရာအကဆော်ရေးသားထားတဲ့ ဈေးရောင်းကောင်းသည့်ဆိုင်ဆိုတဲ့ဇလန်းကောင်းလေးကိုအစာဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်းလေးကိုဆုံးတီအောင်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုတို့ပင်ကျေးဇူးတင်ရှိပါတယ်နောက်နေ့နောက်နေ့ဒီမှာလဲဇလန်းကောင်းလေးတွေထပ်မံတင်ဆက်ပေးသွားမှာမလို့အားလုံးနားဆင်အားပေးကြဖို့တပါတဲ့ဖိတ်ခေါ်ပြစီခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရန်သူမျိုးငါဘာပေးမှလဲကင်းဝေးနိုင်ကြပါစေခင်ဗျာ channel လေးကိုလည်း like and subscribe လေးတွေလုပ်ခဲ့ဖို့မိပါတယ်เนาะ